ဟယ်လိုအလမင်္ဂလာပါကိုစောဖူဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒီနေ့ကတော့ငရဲ့ချောင်းနဲ့ခန့်ချင်ဒီဟင်းချက်စာမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ငရဲ့ချောင်းကို ကျွန်တော်တို့ရင်လှီးပိုင်းဖြတ်ထားပါမယ်เนาะငရဲ့ကတော့တနေလှမ်းလို့ပုံစံမျိုးသူရေခဲသေးတာထဲမှာတိုက်ထားပါတယ်ဒါကိုကျွန်တော်လေးပိုင်းဖြတ်ထားပြီးတော့ကျွန်တော်ရေသွဆွေးပြီးတော့ရေစစ်ထားလိုက်ပါမယ် ပြုလို့ရှိရင်ကျွန်တော်ခရမ်းချင်ဒီတောင်းလုံးကိုတောင်းပြထားပါတယ်ဒီခရမ်းချင်ဒီတောင်းလုံးကိုဒီအညာလေးကိုထောက်ပြီးတော့ကျွန်တော်ပပလေးတသေးလေးလှီးထားလိုက်ပါမယ်ခရမ်းချင်ဒီကတော့အနှစ်လောက်မှဖြစ်တဲ့တော့ကြောက်ကိုစက်တယ်လို့စင်ပြေတယ်လို့လှီးပိုင်းဖြတ်ထားနိုင်ပါတယ်ကျွန်တော်ကတော့စင်ပြေတယ်လို့ပဲလှီးတတ်တယ်လို့ပဲလှီးထားလိုက်ပါတယ်နော် ခရမ်းကျင်ဒီတဲ့လှီးပြီးပြီဆိုရင်တော့ကျွန်တော်ဘလို့ချက်တလဲဆိုတော့သွားကြည့်ကြရအောင်နော်အိုးပူလာရင်စီထဲပါမယ်စီပူလာရင်ဆွန်နာကခောက်ထားတဲ့ငရချောက်ကိုကျွန်တော်တို့အရင်ကြော်လိုက်ပါမယ်နော်ဒီငရချောက်ကကျွန်တော်အများကြီးမကြော်ပါဘူးနော်အနေရောင်နဲ့နဲ့တန်းလာပြီးဆိုရင်တော့ရပါပြီနော်အများကြီးကြော်လိုက်ပြီးရင်တော့ကျွတ်သွားရင်လည်းစားလို့မကောင်းပါဘူးနော်ဒီလောက်အနေထားဆိုရင်တော့ရပါပြီ ဒီလောက်အနေထားဆိုရင်ရပါပြီเนาะပကံတလောက်နဲ့မှခတ်ထောက်လိုက်ပါမယ်ဒီဟင်းကိုကျွန်တော်ဘယ်လိုချက်လဲဆိုတော့ကျွန်တော်နဲ့တူတူတွားကြည့်ကြရအောင်เนาะငါတို့အားလုံးဆယ်ထောက်ပြီးပြီဆိုရင်เนาะ DC ကိုပဲကျွန်တော်ပြန်ပြီးဟင်းချက်ပါမယ်เนาะစီပူတဲ့မှာကျွန်တော်စွန်းလေးမောက်သွန်းအနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်ကြက်တော်နေကြက်တော်ဖြူငရုတ်သီးထောင်းထားတာကိုစီတပ်ရပါမယ် စီတတဲ့ချိန်မှာကျွန်တော်စိမ့်ဆန်းငပိကိုအနေငယ်ဖျက်လိုက်ပါမယ်เนาะအဲ့ဒါမှဟင်းကအရတာထိမိနေမှာဟေးမွေးစီတမယ်ဆိုရင်မီးအေးနဲ့စီတပြပါတော့ခဏနေကြရင်ရုပ်ကြီးကတူးသွားနိုင်ပါတယ်မြောက်ဆောင်ဆေးရည်လေးအနေငယ်ထည့်လိုက်ပါမယ်နော်အဲ့ဒါမှအိုမကရအောင်ပြီလို့ရှိရင်ကျွန်တော်တို့အရာဒါသွားစပ်ပါမယ်ချုံမောက်အနေငယ်ထည့်ပါမယ် စာနာဇောအနေငယ်ထဲပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရောသမသွားအောင်ငွေပေးလိုက်ရပါမယ်နော်ဖြန့်ချင်ဒီနွန်ဘောတဲ့ကျွန်တော်တို့အဖောင်ခဏအောက်လိုက်ပါမယ်ကဲဒီလောက်နေသားဆိုရင်တော့ခရီးချင်းဒီလေးနွန်လာပြီဆိုရင်တော့အနည်းလေးဖြစ်နေပါပြီကျွန်တော်တို့ကြော်ထားတဲ့ငရချောက်ကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင် အရာဝင်သွားအောင်ရောသမားသွားအောင်ဝေပေးရပါမယ်ဒီနိုင်ငံကခရီးချင်းဒီတွေကတော့မချင်ဘူးဆိုတော့ကျွန်တော်မကြီးရေအနေငယ်ထည့်လိုက်ပါမယ်နော်ကျွန်တော်တို့မွန်လူမျိုးတွေကတော့အချင်းပါမသမင်းစားတတ်တယ်ဆိုတော့လေအရာသင်ပြပြီးဆိုရင်နောက်ဆုံးမှာချက်နန္နလေးအောက်လိုက်ရတော့စားလို့ရပါပြီနော် တငယ်ချင်းတို့ရောငရကြောက်ဖျက်ချင်းဒီချက်ကိုကြက်ကြလာဗျာကြက်အကြက်ချင်းတူမယ်ဆိုရင်အောက်မှာ comment တကြောင်လောက်ရေးလာပေးပါနော် like and share လေးလောက်ပေးလို့စစ်ပြေးမယ်ဆိုရင် like and share လေးလောက်တော့ပေးဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်နော် ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ